နောက်ဆရာဒီ chapter fire ပတ်သူဘာတရားမလို့ဆိုတော့ permutation ကိုဆရာသင်ရမှာနော် permutation မှာလဲခဏက exercise 3အကြောင်းပဲသူဆက်ပြောမယ် exercise 3မှာဆရာတို့ဘာပြောခဲ့လဲတန်တန်3ကြောင်းရှိတယ်ရောပုံ5ကြံ9ချက်ရှိတယ်အဲ့ဒါကိုချိန်တဲ့နီလန်းရေးတော့လို့ချင်းရှားဘလို့ရလဲ7 into c into 5ဆိုပြီးရခဲ့နော်ဒါအိမ်စံ3တော့အဖြစ်ဒါကိုသူဆက်ပြီးပြန်ပြီးဆွေးနွေးမှာပေါ့နော်အဲ့တော့ဒီမှာဆရာတော်ဘယ်လိုပြောမလဲဆိုတော့အတော့၅ချောင်းဆိုတော့9ချောင်းမဟုတ်ဘူးပုံ9ပုံပဲပုံက9ပုံတန်အပ်တဲ့ချောင်းပဲရှိတာလေ3ချောင်းပဲရှိတယ်နော်ပုံ9ပုံ A B C D E ဆိုပါဆိုတဲ့တန်3ချောင်းတော့ N1 N2 N3 ဆိုပါဆိုပါနော်အဲ့တော့ဆရာတော်တတ်မှုဆိုရင်အဖြေပြလာရမယ်ပရမတန်ချောင်း9ပုံ ဒုတိယတန်ကြောင်၄ဘုံတတိယတန်ကြောင်၃ဘုံတို့ဆရာမျှလိုက်တာ60ရတယ်နီလန်းကြီးတက်အခုကဆရာပါမီတေးရှင်းနဲ့ချင်းကပ်ပါဘောနော်ဒါကဆရာတို့ဒါတန်ကြောင်၃ကြောင်ရှိတယ် n1 n2 n3 ပေါ့ဟုတ်လား sorry ကြာမှားနေမိပါဘူးအဲ့တော့ပရမတန်ကြောင်တဲဆိုရင်ဆရာတို့ရောဘုံဘယ်နှပုံလုံး၅ဘုံလုံးဆရာတို့ချိန်လို့ရတယ်နော်အဲ့ဒီ ရောပေါ၅ပေါ်နေရကြိုက်တဲ့ပုံပေါ်ပါလို့ရတယ်ချိတ်လို့ရတယ်ဒါကြောင့်မနီလိုက်ရတော့ဘယ်နှခုရှိလဲ၅နီးရှိတယ်ဒါဆောက်ရှိလဲပြောရပြီးသားဒုတိယတန်ကြောင်းမှာကအရှိမတပုံချိတ်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်၄ပုံပဲချိတ်ခွင့်ရှိတော့တယ်ဒါကြောင့်မို့သူ့ရဲ့နီလိုက်ရတော့က4ဝေးရတယ်ပြီးရင်တတိယတန်ကြောင်းမှာကြတော့ဆရာတို့ပုံက၂ပုံအရှိအချိတ်ပြီးသားမလို့၃ပုံပဲကျန်တော့မယ်အဲ၃ပုံရှားဒီမှာတပုံလက်ချိတ်လို့ရမယ်ဒါကြောင့်မို့နီလန်းရေးသွင်းနေတယ်3 way ဆိုပြီးဆရာတို့ရတယ် အဲ့ဒီ၃ခုဆရာတို့ multiplication နေရာများလာတူပြေခဏပြောသလိုပဲဆရာတို့ဒါ60 way ရရပါဘောနော်အဲဒါ5 into 4 into 3 into 3 way ရရအဲ့ဒီမှာဆရာတို့သိရမှာက CE ဆိုတဲ့ပုံသုံးပုံဆိုပါဆို CE ဆိုတဲ့ပုံသုံးပုံဆရာတို့ဒါတန်နေမှာဆရာတို့ချိန်မယ်ဆိုပါဆိုအဲ့ဒါဆိုသူရဲ့အစီအစဉ်ဆရာတို့ဖော်ပြရင်ဘယ်လိုဖော်ပြရလဲဆိုရင် CEA လို့ဖော်ပြရတာသဘောပြောချင်တာပထမတန်ကြောင်းမှာ C ဆိုရဲပုံချိတ်တယ်ဒုတိယတန်ကြားမှာ e ဆိုရဲပုံတတိယတန်ကြားမှာ a ဆိုရဲပုံချိတ်တယ်ဆိုရဲလေးပဲရတာပေါ့နော်ဒီမှာရှားသတိထားမှာဒီ ce ဆိုတာဘာနဲ့မတူဘူးလဲဆိုရင် ac ec အဲဒါမှမဟုတ်ဘာလဲ ace ဒါနဲ့ဆောက်တူလားဆိုတော့မတူဘာမတူတာလဲ different order order ဆိုတာဘာလဲဆိုတော့အစီအစဉ်ကိုပြောတာဆိုတော့အစီအစဉ်တူလားဆိုရင် မတူဘူးလေဒီသုံးခုဆရာတို့အစီအစဉ်မတူဘူးဒီမှာ CR ဆလာတယ်လေဒီမှာကျတော့ A ရပြီးဒီမှာ EC ဒီမှာကျတော့ A ရတော့တူပြီမဲ့အနာကမတူဘူးပါနော်ဒီသုံးခုဘာဖြစ်လဲလို့သိရမယ်အစီအစဉ်မတူဘူးဆိုတာဆရာသဘောပေါက်မယ်အဲ့တော့အခုဆရာပြောတာ permutation ကဘာကိုပြောတယ်လဲဆိုရင် permutation ဆိုတာလည်းဘာလို့တာပဲလဲနော် C တာပဲ array of an algebra ဒါမဲ့ဘယ်လို C ရမလဲ specific order နော်သူ့မှာတီးကြတဲ့အစီအစဉ်နဲ့စီပြရမယ် တီးကြတဲ့အစီအစဉ်နဲ့စီပေးရတဲ့ဒီအစီအစဉ်တွေကိုဆရာတို့ permutation လို့ခေါ်တယ်။ဆိုလိုချင်တာကဆရာတို့ကဒါအစီအစဉ်အရေးကြီးတာပါနော်။ဒီမေခွန်းတွေတော်လို့ရှိရင်အစီအစဉ်ကအရေးကြီးတယ်။ဆရာတို့ခဏလိုမျိုး ACE CE အဲ့လိုပြောင်းလိုက်တယ်နဲ့ဒါသူ့ရဲ့မေခွန်းအသေးပြန်မတူတော့ဘူး။ဒါကြောင့်မို့ဆရာတို့ဘယ်လိုမှတ်မယ်ဆိုရင် permutation မှာဆိုရင်အစီအစဉ်ကအရေးကြီးတယ်လို့သိရမယ်။အစီအစဉ်လိုအပ်တယ်ပေါ့နော်။ဥပမာဆိုပါစို့အရာဝတ္ထုက n ခုရှိတယ်။ အဲ့ဒီကနေပြီးဆိုတော့အန်ခုရှိတဲ့အရာဝတ္ထုကနေအာခုဆိုတဲ့အရာဝတ္ထုယူပြီးတော့ permutation လုပ်မယ်။ကန့်သက်ကြတော့ရှိမှာပေါ့။ရွေးချယ်မယ်အာခုဆိုတဲ့အရေအတွက်ကအန်ထတော့ဘာဖြစ်နေရမလဲ။ငယ်ရမယ်ဒါမှမဟုတ်ညီခွင့်ရှိတယ်။ညီခွင့်ရှိရဆိုတဲ့အတွက်ပဲဥမာပစ္စည်းက3ခုရှိတယ်ကွာ။3ခုမှာ3ခုကိုရွေးပြီးစီမယ်။အဲအဲ့လိုတော့လောက်ခွင့်ရှိတယ်လေ။အကဲပစ္စည်းက3ခုပဲရှိတယ်။3ခုကနေပြီးတော့4ခုရွေးပြီးစီမယ်ဆိုတာဖြစ်နိုင်လို့လား။မဖြစ်နိုင်ဘူးလေ။ရှိတာမှာပစ္စည်းကဘာနှစ်ခုပဲရှိတာ။ ၃ခုပဲရှိတယ်၄ခုရွေးပြီးစီမယ်ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့ကြတော့ပစ္စည်းအရေးတက်ဖြစ်တဲ့အန်ခုနဲ့အာနဲ့ဆိုရင်အများရန်အာကငယ်ရမယ်ဒါပေမဲ့တချို့ဖြစ်ရတယ်ဆိုရင်တော့ဘယ်လိုတော့ဖြစ်ခွင့်ရှိလဲညီလို့ရတယ်ဥပမာဆရာပြောဆို၃ခုရွေးပြီး၃ခုရှိတယ်ဆိုတာဖြစ်ခွင့်ရှိတယ်နော်ဟုတ်ပြီဒါအောင်ဆရာတော့ဘယ်လိုပြောလဲရဆိုရင် an object အရာဝတ္ထုအန်ခုရှိတယ်အဲ့ဒီကနေအာကုစုယူပြီးတော့ဒကြိမ်စီကိုဆရာတော့ permutation လုပ်မယ်ဆိုပြီးပြောလို့ရတယ် ူ့ဆရာတင်ရတဲ့အနေနဲ့ဘာလို့တတ်မှတ်လဲဆိုရင် MPR လို့တတ်မှတ်နော် MPR ဆိုရင်အသေးပြားပါလေအရာဝတ္ထုဘယ်နှခုရှိလဲ N ခုရှိတယ်ဘယ်နှခုယူမလဲ R ခုယူပြီးတော့ဘယ်လိုနီးရစီမလဲ permutation နီးရစီမလဲလို့သိရအောင်ဥပမာဆိုပါဆိုဆရာတော်က3ခုပြည့်စီ3ခုရှိတယ် permutation ရဆရာတော်စီမလဲနှစ်ခုယူပြီးစီမလဲနော်ဒါဆိုရင်နီးလန်းဘယ်နှခုရမလဲဆရာတော်စဉ်းစားရမှာပေါ့နော်ဥပမာဆိုပါဆိုပြည့်စီ3ခုက အဲ ABC ဆိုပါဆိုနော်အဲ့ဒီမှာဆရာတော့ဘယ်နှခုပဲယူမှာလဲနှစ်ခုပဲယူမယ်ယူပြီးဆရာတော့စီမယ်အာနီလန်းဘယ်နှခုရမလဲဆရာတို့ရှာနော်အဲ့တော့နှစ်ခုယူပြီးစီမယ်ဆိုရင်ဘယ်လိုဖြစ်နိုင်မလဲဆိုတော့ဘယ်လိုရတာပေါ့နော် AB ဆရာတော့မရဘူး AB ရမယ်ပြီးရင်ဘယ်လိုရအ BC ရမယ်ပြီးရင် AC ရမယ်ပြီးရင်ဘယ်လိုရအောင်မလဲကြောင်မြန်ပြန်လာအောင်မလဲသူအစီအစဉ်ကသဘောက AB နဲ့ BA ဆရာတော့တူလား မတူဘူးခဏပြောရပြီးသားလေ။ तू ကသူ့ရဲ့စီစဉ်ကအရေးကြီးတယ်။တဘောကစီစဉ်ရေးကြီးလို့ဆိုသေးပေကအရှိန်အောင်လွဲလို့မရဘူး။ AB ရ B နဲ့တူတူပဲလို့တပြောလို့မရဘူး။မတူဘူး။ဒါကြောင့်မို့ဆရာ AB မှာအစီစဉ်ဘယ်နှမျိုးရှိလဲ။နှစ်မျိုးရှိရ ABB ရ BC မှာဆိုရင် BC CB AC မှာဆိုရင် AC CA အားလုံးဒီလမ်းဘယ်နှခုရလဲ။ခဏဆရာအခုပြောတာဘယ်နှမျိုးရလဲ။ ABBA BCCB ACC ဆိုအားလုံးဒီလမ်းဘယ်နှခုရလဲ။6ခုရတယ်။ ဒါဆိုရင်အသေးပြားပါလေပစ္စည်း3ခုမှာနှစ်ခုကိုယူပြီးတော့ permutation နီးရစီနီးလမ်းဘယ်နှခုရလဲ6ခုရအဲအဲ့ဒါကိုဇာဘလို့တွက်လဲခနာဖက်တူရီယန်နဲ့တူတူပဲသူကအာပစ္စည်း3ခုဆိုတော့ဘယ်ကစားလဲ3ကစားတယ်ပြီးရင်ဘာလောက်ရမလဲတေးရော့ပြီးတော့မြှောက်အောင်ပဲဆိုတော့3ပြီးပါလာမယ်နှစ်လာသူကနှစ်ခုပဲစီရအောင်လို့နှစ်ခုမှဇာတော့ရက်အဲအဲ့ဒါသူ့ဇာတော့ရှင်းလာဘလောက်ရမလဲတိတူပြီးရဟုတ်မလား နောက်တော့ကပစ္စည်းအား၃ခုပေါ့နော်စီမားဆရာတော်ကအော် sorry ပါမီတေးရှားယူမယ်ပြီးရင်၃ခုပြန်ပြီးတော့ပါမီတေးရှားစီမယ်အဲ့တော့ဆိုဆရာတော်ဘာရမ၃မြောက်၂မြောက်ဘာလဲပဲလဲတိဆိုဆရာတော်နီလာဘယ်နှခုရအောင်၆ခုပဲရအောင်မယုံဆရာတော်စီကြီးပေါ့ ABC ဆရာတော်စီမယ်၃ခု၃ခုဒီ၃ခုယူပြီးစီမယ်ဒါဆိုဘယ်လိုရအောင် ဒါတော့ဆရာပြောနေကြမလို့လေတောင်းလုံးလိုက်ဟိုပတ်လဲဆိုဘယ်နှကောရတည်တယ်တည်တယ်6ကွက်လေတောင်းလုံးလိုက်ပတ်လဲဆိုပတ်လဲဆိုဘယ်နှကောလို့သိရမလဲ6ကွက်ရှိတယ်လေဒါအဲ့အမလေးအမလေးတောင်းလုံးလိုက်တင်းနှစ်တောင်းသုံးမယ်ပတ်လဲထိုးပြီးဆိုဘယ်နှကောရမလဲ6ကွက်လေအဲ့ဘလို့လဲ6ကွက်ကတင်းနှစ်တောင်းတကွက်ရမယ်ပြီးရင်တစ်တောင်းနေတကွက်ရတစ်ကစားနှစ်ကွက်ရှိမယ်နောက်ဘယ်ရစား နှစ်ကစမှာနှစ်တစ်သုံးတစ်ခွဲရမယ်နှစ်သုံးတစ်တစ်ခွဲရသုံးနဲ့စမှာဆိုရင်သုံးနှစ်သုံးတစ်နှစ်သုံးအာတင်းတစ်ခွဲရအာပက်လက်ရလာတော့ဘယ်နှခွဲရလဲ6ခွဲရအဲ့ဒီသေးပြပါပဲလေပစ္စည်းဘယ်နှမျိုးယူအခုရှား ABC ဆိုလဲဘယ်နှမျိုးလဲ3မျိုးမှာ3မျိုးလုံးယူပြီးပါမြူတင်းရှားစီမျိုးဆိုဘယ်နှမျိုးရမလဲ6မျိုးရမယ်အမ ABC ရမယ် ACB ရမယ် B ရစမယ် BAC ရမယ် BCA ရမယ် C ရစမယ် CAB ရမယ် CBA ရမယ်အားလုံးနီလန်းပတ်တစ်ခုရတယ်6ခုရတယ်ဒါကိုတွက်ရင်လည်းဇာတ်ဒီလိုပဲတွက်အဲ့3 3 3ဆိုတာ3ဝါးစားမြောက်မယ်တိရောက်ပြီးဘဏ္ဍာမြောက်မယ်3ကမြောက်အဲ့ဒါဖြစ်ပြလားလဲအဲ့ဒါဆို3 3 3ကဘာနဲ့တူတူပဲလဲဆိုတော့3 factor တွေကတူတူပဲလို့သိရ3 factor တွေကဘလားပဲရမှာ6ပဲရမှာလေဒါကြောင့်မို့ဆရာတော်ကအပေါ်နဲ့အောက်တူခဲ့မယ်ဆိုရင် factor တွေဖြစ်ပြောင်းလို့ရတယ် ဥမာ 4B4 ဆိုရင်လည်းဘာနဲ့တူတူပဲ4 factorial နဲ့တူတယ်လို့ဆရာတို့သိရတယ်ဒါကြောင့်မို့ permutation ညပစ္စည်းတွေကို C လို့ရှိရင်ဘာဖြစ်တယ်လို့သိရမှာဆိုရင်သူ့မှာ order က specific တိကျတယ်เนาะတိကျတော့ order ဖြစ်ရမယ်ပြောလို့ရှိရင် order အရေးကြီးတာပေါ့เนาะကြောက်စီးခြင်းလို့ C လို့မရဘူးဥပမာဟိုအဖွဲ့အစည်းတစ်ခုမှာလူရွေးချယ်တယ် ဥမာရွေးချယ်တဲ့ဒီမှာရွေးချယ်တဲ့ယာရူကမှာဩဂရရွေးမယ်အသွင်းရမှုရွေးမယ်ဗန္နာမှုရွေးမယ်အစားရှိတယ်အဲ့လိုရွေးတယ်ဒါဆိုရင်ဒါပါအရေးကြီးပါပြီလားအစီအစဉ်ကအရေးကြီးပါပြီသဘောဩဂရရွေးတော့ဩဂရအရင်မရွေးဘဲနဲ့နောက်မှရွေးလို့မရအောင်သဘောကသူကအစီအစဉ်ပါပြီလေအရေးကြီးရဲ့အဲ့လိုအစီအစဉ်အရေးကြီးတဲ့ဖြစ်ရတယ်နော်အဲ့လိုဖြစ်ရတယ်ဆိုတော့ဆရာတော့ဗာနဲ့စီရလာပြင် permutation နဲ့သူကစီရတယ်ပြီးနောက်တစ်မျိုးဆရာတော့တင်ရလိုက်မယ်နောက်တစ်မျိုး combination ကနာတင်ရစားပါပါခေါင်းစက်ပါထားလို့ သူကြတော့အစီအစဉ်အရေးမကြီးဘူး။အစီအစဉ်လိုစီလို့ရတယ်ကွာ။တဘောကဒါတွေအားလုံးကတူတူပဲလို့သတ်မှတ်တယ်။အစီအစဉ်တွေကဒါအကောင်လုံးက ABC လို့ပြောရရင်ဒါ combination ကအစီအစဉ်ရင်းမကြီးဘူးဆိုလို့ကြောက်သတ်မှတ်တယ်နော်။ဒီမှာတော့ permutation ဆိုဘာဖြစ်လဲလို့သိရမယ်။အစီအစဉ်တိကျဖို့လိုရတယ်။ပြောချင်တာအစီအစဉ်အရေးကြီးတယ်ဆိုလို့သိရမယ်။အာဒါလေးဆရာဒါတော့ဆရာခဏပြောရတာပါလေအာရုပ်ပုံဘယ်နှချက် ငါးချက်ရှိတယ်တန်ချောင်းပဲတစ်ချောင်းမရှိလားသုံးချောင်းမရှိအဲ့ဒါမှာဆရာတို့ချိန်မဲ့ဆိုရင်အဲ့ဒါသူရဲ့နီးလိုက်ရည်တွေ့ဆိုဆရာတို့ဘယ်လိုယူရလဲ 5p3 လို့ဆရာတို့ရေးပြရနော် 5p3 ရှင်းလဲဘလောက်ပြရမလဲ5.2 5.3ပဲဆရာတို့ရှင်းလိုက်လို့ရင်းနဲ့အဖြေရနော် okay နောက်တော့က ampere ကိုဆရာတို့ခဏလည်းဖြန့်ခဲ့ပြီးသား ampere ဆိုတာဘယ်အားစားမြောက်လဲအန်ကားစားမြောက်မယ်ပြီးရင်ဘာပြောရမလဲတိကျရောက်အောင်နော် တည့်ရပြီးနောက်ဆုံးမှဇာတော့ဘလောက်ဆုံးလဲဆိုတော့အန်ကစားမြောက်ပြီးတည့်ရတယ်ပြီးရင်အရှိကတော့အန်ကနေဘလောက်တွေနှောက်ရလို့ဇာတော့ဒီမှာ1 2နှောက်ရတာလားဒီမှာဇာတော့ n 0လို့မြင်ရမှာပေါ့နော်ဒါဆို0 1 2တွေနှောက်ရတာကိုဇာတော့ဘာလို့သတ်မှတ်လို့ရလဲ r 1လို့သတ်မှတ်လို့ရအကယ်အဲ့လိုမမြင်ရင်ဘယ်လိုလဲဇာတော့ရေးလို့ရတယ်ခဏဇာဒီမှာဒါလေးဇာတော့ပြောင်းပြီးတယ်လို့လည်းရေးလို့ရတယ် n minus တွင်းဖြုတ်လိုက်မယ်လေ ဘယ်မှာလာပါရ m minus a plus 1ပြောဒါဆိုရင်ဆရာတော့ဘယ်ကနေစမြောက် n ကစမြောက်တိကျော့ပြီးတော့ယူရမယ်နောက်ဆုံးပမာဆုံးမယ်ဘယ်လိုမှလို့ရတယ်အပေါ်ထဲအောက်ပါလို့လိုက်နှုတ်ပြီးပါပေါင်းလိုက်မယ်တစ်ပေါင်းနဲ့ကိန်းမှာတံမိုးမှာဆရာတော့ဆုံးလိုက်အဲ့လိုမှလို့ရတယ်နောက်ဆုံးလုံးလို့ယူဘယ်လိုလုပ်လဲအပေါ်ထဲအောက်နှုတ်ပြီးတော့တစ်ပေါင်းလိုက်ဒါဆိုသူရနောက်ဆုံးကိန်းကိုဆရာတို့ရမယ်ဒါ ပစ္စည်းအကူရှိတဲ့ဘဏ္ဍခုစီစီတာဆိုတော့အာကူစီစီတာမလို့ဒါအာဖတာလို့ခြောက်ရေးတာနော်ပြီးရင် MP0 ကဘယ်လားလို့သိရမယ်1လို့သိရမယ်အဒါလေးဒီလိုလေးမှတ်ထားလိုက်နော် M- R- နဲ့ဆိုတာဒီလိုလေးပြောင်းယူလို့ရတယ် M- R- အပလောက်ပါဒါကိုလိုချင်ဘယ်လိုလောက်ရလဲအပေါ်ရအောင်ပါလို့မယ်နှုတ်ပြီးရင်ပါပေါင်းလိုက်တစ်ပါလိုက်နော်ဒါဆိုနောက်ဆုံးကိန်းစာလို့ရလိမ့်မယ်အဲ့တော့အခုဆရာတော် MPR ကိုဘယ်လိုရေးလို့ရလဲ အမ်ပီယာဆိုတာဘယ်အားစမယ်အန်ကားစမြောက်မယ်ပြီးရင်ဘာဖြစ်မလဲတစ်တူမှလားတစ်ရောက်မှလားတစ်ရောက်ရောက်ပြီးတော့နောက်ဆုံးလုံးလို့ညီတို့မရေးချင်လဲဘယ်လိုယူလိုက်ရလဲအမ် minus r plus 1ဒါဘယ်လိုရလဲပေါ်တဲ့အောင်နှုတ်ပြီးတော့တစ်ပါလိုက်ဆရာတို့ရအောင်ဆရာတို့ကနောက်ဒါကတော့ဟိုဒီပြောရင်ဒါ factor form ပေါ့နော်ဘာပုံစံနဲ့ဆိုရင်စောက်ဝင်ပုံစံမျှတဲ့ပုံစံနဲ့ပြရင်ဒီလိုပြလို့ရတယ် နောက်တစ်မျိုးရှားတော့ဘာပုံစံပြပြမသိရင်ဖတူရီရဲ့ဖုန်းဖြစ်လေဒီ MBR ရှားတော့ပြလို့ရတယ်ဒါရောရှားတော့တွက်ထုတ်မှာပါနော်အဲ့တော့ဒီမှာရှားခဏပြောတာရေးလိုက်တယ် N ကစမြောက်တယ်တိကျော့ပြီးမြောက်တယ်ဘာမှဆုံးမသိရင် N-R ဘလောက်ပါမှဆုံးတယ်အဲ့ဒီမှာကိုဘသကူဘာနဲ့မြောက်လိုက်လဲ N-R ဖတူရီရဲ့နဲ့အပေါ်လည်းမြောက်လိုက်တယ်အောက်လည်းမြောက်လိုက်နော်အဲ့ဒီမှာဆရာတော်က အမ် minus alpha တူရီရယ်နဲ့အပေါ်ရောအောက်ကိုမျှလိုက်တဲ့စီမှာဒီပြရရတယ်ဒါဘယ်လိုပြရလဲပေါ့အောက်ကတော့ဘာရရလဲအမ် minus alpha တူရီရယ်အပေါ်ကဘာ alpha တူရီရယ်ပြရလဲအမ် alpha တူရီရယ်ပြရတယ်ဘာကြောင့်အမ် alpha တူရီရယ်ဖြစ်လဲဘယ်ဟာစမြောက်လဲအမ် alpha တူရီရယ်ဆိုတာအန်ကစမြောက်ဘာမှစောင်းရမလဲတင်းမှာတင်းမှာစောင်းရမလဲအခုဆရာပြောတဲ့စီမှာလဲအန်ကစမြောက်တယ်ဈာမှာတိရောက်ပြီးမြောက်ရတယ် n minus alpha တူရယ်ဆိုတာဘယ်ဟာစားမြောက်မှာ n minus r ကစားမြောက်မှာပြီးရင်ဘာဖြစ်မှာတက်တူမှာလဲတက်ရောက်မှာတက်ရောက်ရောက်ရောက်ပြီးနောက်ဆုံးပုံမှာဆုံးမှာတိကြတယ်ပုံမှာဆုံးမယ်1မှာဆုံးတယ်ဒါကြောင့်မို့ဒီ expression တစ်ခုလုံးဆရာတော့ကောက်ချက်ချလို့ရတယ်အခုဆရာမြောက်လာတဲ့ဟာတွေအားလုံးကတက်ရောက်ပြီးတော့ဒီဂျားမှာရှိတဲ့ဟာတွေအားလုံးကတ်ရက်ဟာတွေအားလုံးကဘယ်လိုမြောက်လာရဲပဲလဲတက်ရောက်ပြီးတော့မြောက်လာတာကြီးပဲအဲ့တော့ဒါဆိုရင်၃ချက်ဖြစ်ရမယ်လीအန်ကားစားမြောက်အောင်မယ် တိကျတဲ့ gain ကြီးများအောင်မယ်နောက်ဆုံးပုံမှာစောင်းအောင်မယ်ဝမ်မှာစောင်းရင်အဲ့ဒါ buffer တူရီလို့သတ်မှတ်လို့ရတယ် amber တူရီလို့သတ်မှတ်လို့ရဥပယားစမြောက်လို့အန်ငါးစမြောက်တယ်ပြီးရင်တစ်တူပါလားတိကျော်ပါလားဒီကြားမှာဆိုလဲဘာဖြစ်သွားတာပဲတိကျော်သွားတယ်မဟုတ်လား m minus r plus 1ကိုတင်းတော့လိုက်ဘာရမှာ m minus r ရမှာပဲတိကျော်တာတွေမြောက်သွားတယ်နောက်ဆုံးဒီ m minus r ကိုဆက်ပြန့်ရင်ပမာဆုံးပါလား sorry m minus r factorial ကိုဆက်ပြီးတော့မြောက်မြောက်ပမာဆုံးပါပဲလား ေးကြတယ်ဖက်တူရီရဲ့ပိုင်းသေးကြတယ်နောက်ဆုံးပေါ်မှာဆုံးဆုံးပါတယ်ဝမ်မှာဆုံးမှာပဲဖြစ်တဲ့အတွက်ကြောင့်၃ချက်လုံးကန့်ညီတဲ့အတွက်ကြောင့်ဒါဘာဖက်တူရီလို့ပြောင်းလိုက်ရတယ်အန်ဖက်တူရီလို့ပြောင်းလိုက်ရဒါနောက်ပုံစံတစ်ခု MBR ကိုဘာဖုန်းနဲ့လဲဖော်ပြလိုက်ရတယ်ဖက်တူရီရဲ့ဖုန်းနဲ့လဲဖော်ပြလိုက်ရအဲ့တော့ MBR ဆိုတော့ဘာနဲ့တူလဲဆိုရင်ပိုင်းဝေကအန်ဖက်တူရီရဲ့ပိုင်းကြီးအားကြတော့တရုံတစ်ခုနှောက်တဲ့ဖက်တူရီရဲ့အဲ့တော့ဘလာဖက်တူရီရဲ့ and minus r ဖတ်သူရယ်ဆိုပြီးရှားတော့အလွယ်မှတ်လို့ရဥပမာပြောချင်တာဟာ 4p 2လို့ပြီးတိုင်းအပေါ်မှာက4ဖတ်သူရယ်အောက်မှာက4 minus 2ဖတ်သူရယ်ဆိုပြီးရှားတော့ရေးလို့ရတယ်နော်ဒါအောင်ဆရာသိရအောင်အဲ့တော့အခုဆရာပြောတဲ့အထိမှဆိုရင် mvr ကိုရင်းနှီးနှစ်မျိုးရှိပါပြီပထမကဒီလိုရေးတယ်ဖတ်တာဖုန်းနဲ့ရေးတာပေါ့နော်မြှောက်တဲ့ပုံစံနဲ့ရေးတယ်မြှောက်တဲ့ပုံစံနဲ့ရေးအန်ကစားမြောက်တယ်တေးရော်ပြီးမြှောက်တယ်နောက်ဆုံး စုံးလာလို့ချင်းဘယ်လိုလုပ်မလဲအပေါ်တဲ့အောက်ကိုနှုတ်ပြီးတော့တစ်ပါလိုက်နောက်ဆုံးစုံးတဲ့ခဏအောင်ရဒါဘာဖုန်းနဲ့ရေးတာဆိုဖတာဖုန်းပေါ့မြောက်တဲ့ပုံစံနဲ့ရေးတာဒါကြတော့ဘာဖုန်းလဲဖတူရီရဲ့ဖုန်းအဲ့တော့ဆရာခဏပြောသလိုပဲ generally ပြောလို့ရှိရင်ဒီ NAR ကိုစီလို့ရှိရင် AN နဲ့ AN ကူပဲနိုင်ရှင်းနေဆိုရင် AN နဲ့ AN က R ကအများနဲ့ငယ်ရမယ်ချုပ်ပြည့်ဆိုရင်တော့ဘာဖြစ်လို့ရရလဲညီလို့ရရတယ် အဲ0နဲ့နားရှင်တော့0ကပါရင်တလို့ပြောရတာပါနော်အငယ်ဆုံးကဘယ်သူလဲ0ပေါ့ပြီးရင်ဘယ်သူလာမလဲအာလာမယ်နောက်ဆုံးဘယ်သူအားလာမလဲအန်လာမယ်ပြီးရင်တို့ရညီခွင့်အောင်ရှိလားမရှိလားဆိုရင်ညီလို့လည်းရတဲ့အခြေအနေတွေရှိတယ်ပြီးရမှာပဲလေအာကတော့ဘရောမှအန်သက်ကြီးလို့ရတာမရတော့ဆရာခဏပြောသလိုပဲလေပြည့်စည်ရှိတာ၃ခုရှိတယ်အဲ့ဒါကိုဒီကနေပါမြူတေးရှင်းကရွေးပြီးတော့၄ခုရှိမယ်ဆိုတာဖြစ်နိုင်လို့လားမဖြစ်နိုင်ဘူးလေအဲ့ဒါလေးဆရာတို့သတိထားမှာလား အဲ MBN ဆိုရင်တော့ဆရာတို့ Buffetturian နဲ့တူလို့ဆိုရင် Amfetturian နဲ့တူလို့ဆိုတာကိုသိရမယ်ဒီပုံစံนี้เนาะဆရာခန့်ပြောပုံစံလား Fetturian Fund နဲ့ပြောရင်ပိုင်းဝေက Buffetturian Amfetturian ပိုင်းကြီးကဘာလုပ်မလဲသူတို့ငခုနှုတ်တဲ့ Fetturian မို့လို့ M-R Fetturian ဆိုလို့ဆရာတို့သိရမယ်ပြီးရင်သူနဲ့ပတ်သက်တဲ့ဥပမာပါเนาะတန်ပီ5နဲ့တန်ပီ0ပေါင်းလိုက်ရှာပေးပါဒါခဏပြောသလိုပဲလေတန်ပီ5ဆိုတာဘယ်အစားမြောက်လိုက် တန်းစားမြောက်နော်ပြီးရင်တိကျော်ပြီးမြောက်ဘယ်နှလုံးကြီးမြောက်ငါလုံးကြီးအဲ့တော့တန်းတန်း8 7 6ပေါ့ပြီးဘလတ်တန်းပြီး0ဆိုတာဘယ်လားလဲ1အဲ့တော့ကျွန်တော်ရှင်းလိုက်ရင်လိုချင်တဲ့ဖြေရမယ်နော်အဲ့တော့ဆရာတို့ဒါကိုကုသနေရင်ဘာနေရမလဲဆရာဒီမှာသူကနေပေါ့တန်းပြီး5ဘာလို့ဆိုတန်းပြီးစရာဒီမှာ shift နဲ့အမြောင်နဲ့ ရှင်းများဆို p ဖြစ်ပြီအဲ tan b 5 plus tan ရှင်းများဆိုရင် p ဖြစ်ပြီ tan b 0ပေါ့နော်အဲ့ဒါရှားနေတာအဖြစ်ခါတယ် tan 12ပါရမနော်အတူတော့တွက်ခိုင်းနေဆိုရင်တော့ရှားဒီလိုမျိုးသိရင်တွက်ပြရအောင်အဲ့တွက်ကြည့်လိုက်ပါလွယ်ပါတယ်အဲ့ဒီဘယ်နာမှာ puff ပြင်းရှင်းပါ ဒီညီမကြီးကနေပြီးတော့အန်သွက်ဖြစ်ချင်းပြပါဆိုအန်တမိုးရှာရနာပေါ့နမိတ်အရာ MP2 ဥက္ကဋ္ဌနိုင်အန်လို့ပြရတယ်ကန်တဲ့ချက်နေနဲ့အန်ကဘလောက်ဖြစ်လို့မရအောင်လဲဝမ်းဖြစ်လို့ရမရအောင်လေဆရာအားကတူးဆိုတော့အနည်းဆုံးနှစ်ကစားအဲ့ဒါတော့ဆရာတို့သိအောင်ဝမ်းတော့ဖြစ်ကုန်မရှိတော့အဲဒီမှာဆိုရင်တော့အဲဒီမှာလဲဒီမှာတူးပါတယ်ဆိုတော့ဒီမှာလဲနှစ်ကပဲဆရာတို့စားခွင့်ရှိမှာဝမ်းတော့ဖြစ်လို့မရအောင်ပေါ့နော် ဒါကြောင့်အန်ကနှင်းနဲ့ညီလို့ရတယ်နှင်းသက်ကြည့်လို့ရတယ်ဝမ်းတော့တပြည့်လို့မရတော့အန်ဘီတူးဆိုတာဘယ်ကစမယ်အန်ကစမယ်တေတူမလားတေကျော်မလားတေကျော်ပြီးတော့မြောက်တယ်နှလုံးမဆိုတော့နှစ်ခုပဲရေးမယ်ပြီးရင်ရက်ပေါ့ဒီကောသူ9အန်အဲ့တော့ဇာတ်ဘာလို့လိုက်မယ်ဇာတ်ဒီမှာရှင်းလာတော့ဘာဖြစ်သွားလဲအနေအနဲ့ကြည့်ပါမတော့မလိုတော့လိမ့်ဆရာတော့အဲ့လိုလုံးလဲ0ဆိုတာထွက်လာမှာ0ကဆရာတော့မလိုချင်တဲ့တန်ဖိုးပဲ အဲ့တော့ m i n n တစ်သက်ကြည့်တော့ r minus ဆိုရင်ကိုသူ9ရှင်းလာတော့ n ကိုပြလိုက်ရမယ်တန်းရနံပါတ် b တို့ကနံပါတ် b တို့ကလည်း n ကပါပြရမယ် greater than equal 2ပြရမယ် n က2ကစပြီးတော့ပဲယူခွင့်ရှိမယ်2အောင်ငယ်တော့1ဖြစ်လို့မရဘူးဘာလို့သူရွေးချယ်တဲ့အနည်းဆုံး2ပေးတာလို့ဒါဆိုရင်ခဏလို့ပဲ mp3 ဆိုတာဘယ်အစားမြောက် n ကအစားမြောက်တိကျော့ပြီးတော့ဘယ်နှလုံးရေးမယ်တော့လုံးရေးအဲ့တော့ n r minus ဆိုတာ r minus 2 equal to 12 m ကျူးစုတာလဲ n n 1အဲ့တော့ n n 1ချင်းကြီးသွားတယ်အဲ့တော့ n 2ကိုကျွဲဆိုတော့တွဲဆိုတော့သွားပြီးတော့ဟိုဘက်သွားပါလိုက်ရင် n ကျွဲသူ40ရအောင်နော်လွယ်ပါတယ်ဒါတွေကနော်တွေ့ကြည့်ပါ